အော်တိုဘာလ9ရက်နေ့သတင်းလေးကိုတင်ဆက်ပေးတော့မှာပါဒီကနေ့သတင်းလေးမှာတော့ဒေသခံတိုင်းနဲ့ချီပါဝင်ခဲ့တဲ့မြောင်းမြမျိုးက NLD အောင်နိုင်ရေးချုပ်လှည့်လည်ပွဲပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရေဝန်ဟာလာမယ့်24နှစ်အတွင်းပုံမူအားကောင်းလာပွဲရှိနေတယ်ဆိုတဲ့သတင်းတိုင်းသားတွေကိုပုံမှန်18တဲ့ဖန်စီတရားဆွဲဆိုမှုတွေရှိနေတာကြောင့်ပယ်ဖြတ်ပေးဖို့ရန်ကုန်မှာဆန္ဒထုတ်ဖော်တယ်ဆိုတဲ့သတင်းကိုရန်ခံဝင်ထိုးကအာမခံရုပ်သိမ်းပြီးနောက် မိကျောင်းကန်တပိတ်ဆန္ဒပြသူ73ဦးကိုအင်းစိန်ထောင်ကိုပို့လိုက်တယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေပါဝင်ပါတယ်။မကြာမီကမြောင်းမြမြို့မှာပြည်တော်စုကြံခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကအင်အားတောင်းတဲ့ခြေတဲ့ခြေတပွဲပြီးတဲ့နောက်မှာတော့အော်တိုဘာလ9ရက်နေ့မှာပြုလုပ်တဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့အောင်နိုင်ရေးအချုပ်လှည့်လည်ပွဲမှာတော့ဒေသခံတသိန်းကျော်ပါဝင်ခဲ့ပါတယ်။အဲ့ဒီလက်လေပွဲမှာမြောင်းမြမျိုးပေါ်နဲ့ကျင်းလက်ဒေတာတွေကမကြမ်းဆိုင်ငယ်အစည်းရေ3000ကျော် ထော်လာကြီးရင်နဲ့မော်တော်ယာဉ်အစင်းရီတထောင်ခန့် အနည်းရင်ဆိုင်ကအစင်းရီ၄၀၀ကျော်ခန့်နဲ့မြောင်းမြကျူဒရာအစင်းနေရာကစတင်က အောင်နိုင်ရေးဖြော်ပြရေးက၃စီးနဲ့စတင်လှည့်လည်ခဲ့ကြတာပါအဲ့ဒီလက်လေပွဲနဲ့ပတ်သက်ပြီးသတင်းတော့ရောက်ရယူနေတဲ့11 Media Group ရဲ့သတင်းတော့မင်းသူဝင်းထွက်ကအခုလိုပြောပါရတယ်။ ောက်မြမှာတော့ကျွန်တော်တို့ NLD ပါတီကိုထောက်ခံတဲ့ဒေသခံပြည်သူတွေပေါ့နော်သူတို့ကပဲဥဆောင်ပြီးတော့လှည့်လေတာပါပါတီနေနဲ့လှည့်လေတာမဟုတ်ဘူးဆိုပြီးတော့ပါတီရုံးကနေကျွန်တော်တို့ဒီတရင် ဟိုပြန်လဲတရင်သွားရောက်မိနေတာကကျွန်တော်တရင်ရရှိတယ်ပေါ့နော်ဒီနှစ်လေပွဲကကျွန်တော်စလာစလာဆိုရင်ကျွန်တော်ညောင်မြချိုးသားကနေစားတယ်ညောင်မြချိုးသားမှာညောင်မြချိုးသားမှာတို့လူရင်း900အနေဆုံးစားထွက်လာတယ်ပေါ့နော်ချိုးပီးရင်သုံးစီနဲ့လူရင်း900အနေအဲ့ဒီကနေကျွန်တော်လမ်းမတွေနဲ့ဝင်ရောက်ပူပေါင်းတဲ့ပြည်သူတွေရေပြည်သူတွေကအရန်များလာတယ်ပူပေါင်းတဲ့ပြည်သူတွေဆိုတော့မှကျွန်တော်အချိန်ကြီးမရောက်လာဘူးကြားဘူးတချို့တွေကလေကျွန်တော်ဆက်လီတွေနဲ့လာကြတယ်ပြီးတော့ကားတွေနဲ့လာကြတာရှိရှိပါတွေကလေရှိပါဆိုတော့ညောင်မြမတိုက်နေ6ခုရှိတယ်တိုက်နေ6ခုလုံးနီးနီးကိုဆုံးဆုံးလေးလေးဒီနေ့ရောက်လာတာတွေ့ရတယ်ပြီးတော့ကျွန်တော်တို့ဒီအဲ့လူတွေအကုန်လုံးကလေသူတို့ကတော့သူတို့ ဒီကိုစင်းနဲ့ကိုပေါ့နော်ကျေးပါအကုန်လုံးဈေးစုခံကြပြီးလာကြတဲ့သူတွေဖြစ်တယ်ဆက်လီတွေနဲ့လာကြတဲ့သူတွေဆိုရင်ဆက်လီတွေပုံမှန်အားသာသမီးနေဟင်းနေပြင်ဆင်လာတာတွေရှိတယ်ကားတွေလာကြတဲ့သူတွေကလည်းသူတို့ဘာသာသူတို့ကားပေါ်မှာနေမှာသမီးနေဟင်းနေတခါတည်းထိုက်ပြီးပြင်ဆင်လာကြတယ်ပြင်ဆင်လာကြပြီးတော့ကျွန်တော်တို့အဲ့ဒီကျိုးသရနေစပြီးတော့ထွက်လိုက်တဲ့မှာလမ်းတော့ရှောက်ပူပေါင်းလာတဲ့လူဦးရေအားနောက်တော့ကျွန်တော်တို့ပြင်ဆင်ရုံတိုက်ဟောင်းလို့ခေါ်တဲ့နေရာကိုလည်းရောက်တဲ့ရောက်တော့အင်းအားကတသိန်းကျော်သွားတယ်ခင်ဗျအင်းအားတသိန်းကျော်သွားတယ်အဲ့ဒီကနေမှကျွန်တော်ရုပ်ဦးထိတ်ဆိုတဲ့နေရာကိုလည်းရောက်တဲ့ချိန်မှာအင်းအားကအားလုံးတော့တသိန်းဝန်းကျော်သွားတယ်ဆိုကျွန်တော်တို့အင်းအင်းကဟိုခမန်းခမန်းမိ တယ်ခင်ဗျအဲ့အဲ့လိုမျိုးအဲ့ညာကအားလုံးပေါင်းဆိုရင်ကျွန်တော်စတင်ထွက်တဲ့နေရာကနေဆိုရင်တမိုင်နောက်ကွာနေပြီတမိုင်နောက်တာကွာနေတာအဲ့လူတန်းကကျွန်တော်အဲ့ချိန်ကြီးလူလူကဆက်တာမဟုတ်သေးဘဲနဲ့လူစီတွေဆိုတဲ့အနေထားမှာပဲရှိနေသေးတယ်နောက်ဆုံးကျွန်တော်ဟိုမျိုးတဲ့ဟို လူသားကရောက်နေတဲ့အချိန်မှာတချို့လူတွေတချို့နေရာတွေကကျွန်တော်တို့ခီးလိုက်ရင်တဝက်လောက်ပါပဲရှိသေးတယ်ခီးလိုက်တဝက်တဝက်လောက်ပဲပါလို့ရှိတယ်ဆိုကျွန်တော်တို့စားထွက်နေထွက်တဲ့နေရာနဲ့အခုဆုံးအဆုံးသတ်တဲ့နေရာအားလုံးပေါင်းဆို၄မိုင်ခွာလောက်ရှိတယ်၄မိုင်ခွာလောက်ပါလူတန်းက၂မိုင်ကျော်ကျော်လောက်ကိုလူတိုင်းလူတိုင်းပြည်နေရဆိုတဲ့သဘောမျိုးဖြစ်တယ်ခင်ဗျဒေသခံတွေထောက်ခံအားပေးမှုကလည်းကျွန်တော်တို့မြင်ရတဲ့အခါမှာတော်တော်လေးအားကောင်းတယ်အားကောင်းတယ်ဆိုမှဟိုစစ်လိမ်ကုန်း ရေရတာမှုအေးအေးတ िश ူးတို့ဒီဟိုလမ်းမမှာတို့မဝင်းကားတွေပါရစားကျွန်တော်အလကားချပြီးတွေးနေတာတွေကိုတွေးရတယ်ဒီမြမမဟုတ်မြမမဟုတ်တွေကိုကျွန်တော်ကြွကြွကြီးတွေနဲ့ထုတ်ပြီးတော့အကုန်လုံးလိုက်နိုင်ပြီးသိဝင်နေရတယ်လည်းတွေးရတယ်ဒီတော့ကျွန်တော်တို့အဲ့ဒီသူတို့မုတ်တွေပါတွေဝေတဲ့ဟာတွေမှာဟိုစွန့်ပြေးထွက်လာတဲ့အမိုက်တွေကိုလည်းနောက်ကနေ energy လူငယ်အဖွဲ့နဲ့ဒေတာကန်လူငယ်အဖွဲ့စီးရံနေစုစည်းပြီးတော့နောက်ကနေ energy အင်ဂျီတွေနဲ့ပေါ့နော်အမိုက်ပြန်လိုက်ကောင်းနေတဲ့အဖွဲ့တွေနဲ့စီကန်းကြီးလောက်ဆောင်လာတာကိုတွေ့ရ လန်ခရီးတခြားမှာဒေသခံပြည်သူတွေကအစားအသောက်တွေနဲ့အဲခံခဲ့ကြပြီးဒေါ်အောင်ဆန်းစုကြည်မိကွန်းတွေအောင်နိုင်ရေးတချင်းတွေဖွင့်လက်ခါပါတီအလံတွေအင်ကြီးတွေဝစ်စင်ကထောက်ခံမှုပြသခဲ့ပါတယ်အောင်နိုင်ရေးအတူထောက်ခံသူတွေဟာခရီးအကွာအဝေး၄မိုင်ခန့်ကိုလှည့်လည်ခဲ့ကြပြီးအချိန်အကန့်အသတ်ကြောင့်မိုးလဲတနိုင်ခွဲခန့်မှာလှည့်လည်မှုကိုရှင်းနာခဲ့ပါတယ်။ကျွန်တော်တို့ပါဝင်ခဲ့တဲ့အကြောင်းကတော့ NLD ပါတီကိုအစဉ်အဆက်ယုံကြည်ခဲ့လို့ပေါ့နော်။ယုံကြည်ခဲ့လို့ဒီပွဲကိုပါဝင်ခဲ့တာဖြစ်တယ်။နောက်ပြီးတော့ ဒီကျွန်တော်တို့တမျိုးလုံးဒီမျိုးပေါ်ရက်ွက်ရက်ွက်တွေရောချေးရွာစကဒီရွာဒီနေကန်တွေပါအလုံးကြီးနဲ့တက်ရောက်လာတဲ့အခါကျတော့ပွဲကတော်တော်လေးကိုစီစီကားကားဖြစ်သွားတယ်ဗျာဒီတက်ရောက်လာတဲ့လူတွေကလည်းဒီတခြားပါတီတွေလိုပေါ့ဗျာဟို ကျွန်တော်တို့ကြားနေရတယ်လို့ပေါ့ဒီဟိုဒီအင်ဂျီပေးတာတို့ဒီစားတောက်ခွဲရာတွေပေးတာတို့ဒီ အုတ်ထုတ်တွေပေးတာတို့ဒါဒါဒီဖျားပေးဖျားပေးပြီးတော့တက်ရောက်ခိုင်းတာမျိုးဒါမျိုးမရှိဘူးဗျဒါကျွန်တော်တို့ဒီယုံကြည်မှုတစ်ခုရအောင်ကျွန်တော်ဒီပါဒီပွဲကိုဟိုအကုန်လုံးအကုန်လုံးတက်ရောက်လာခဲ့ကြတာပေါ့နော်နောက်လူငယ်ကတော့တသိန်းခွဲဝင်းကျင်လောက်ရှိတယ်တသိန်းခွဲဝင်းကျင်လောက်ရှိတဲ့အခါမှာကျွန်တော်တို့ဒီအဲ့ လူရအတသိန်းဝန်းကျင်ရဲ့နောက်ကနေမှဒီဒေသခံဒီလူမျိုးရေးဖွဲ့စည်းတွေကလည်းအောက်ခြေသိန်းအမှိုက်သိန်းနဲ့အလုပ်တရားအစားအောက်ခြေသိန်းကနေစာပြီးတော့တောက်လျှောက်လှုပ်လာပြီးတော့ဝင်းရံပေးလာတယ်ပေါ့နော်။နောက်ပြီးတော့ဒီရက်ပြတ်သွားပြတ်သန်းလာတဲ့ဒီရက်ွက်တွေကလည်းဒီအာအင်းနဲ့အားနဲ့ကြိုးဆိုကြတယ်စားတော့ဖွဲ့ရည်ဟိုပေးကြတယ်ရေးရေးတိုက်ကြတယ်ပေါ့ဗျာ။အဲအဲ့လိုအဲ့လိုလူတွေရှိတယ်ဗျာ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထောက်ခံတဲ့ဒေသခံလူမျိုးရေးအဖွဲ့အစည်းတွေက လှည့်လည်ပွဲအပြီးမှာစူပေါင်းအမိုက်သိမ်းဆည်းခြင်းတွေကိုပါပြုလုပ်ခဲ့ပါတယ်ဆန်နာမဲပေးနိုင်ခွင့်ရှိသူ2400ကျော်သာရှိတဲ့မြောင်းမြောင်းမြို့မှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီရဲ့အောင်နိုင်အကျိုးလှည့်လည်ပွဲမှာဒေသခံအင်အားတသိန်းခွဲကျော်ပါဝင်ခဲ့တာကြောင့်ထောက်ခံမှုများပြားတဲ့လှည့်လည်ပွဲတစ်ခုဖြစ်ခဲ့ပါတယ် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရောင်ဟာလာမယ့်24နှစ်အတွင်းပုံမအောက်ကောင်းလာဖို့ရှိနေပေမဲ့လည်းမြန်မာနိုင်ငံကိုမှုန်တိုင်းတွေနဲ့ဝင်ရောက်ဖို့အခြေအနေမရှိဘူးလို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကဆိုပါတယ်လေဖြင့်အားနဲ့ရေဝန်းအချိန်ကြောင့်မြန်မာတနိုင်ငံလုံးမှာမိုးဆက်လက်ရွာသွန်းနေမှာဖြစ်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကသိရပါဗါဒလေဖြင့်အားနဲ့ရေဝန်းအချိန်ကြောင့် ရခိုင်၊ချင်း၊မကွေး၊ရန်ကုန်၊အေရဝတီ၊စကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာနေရအနှက်မိုးထစ်ချုံရွာနိုင်ပြီးဒေသအလိုက်နေရကွက်မိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။လက်ရှိလေဗီယာနဲ့ရေဝန်အခြေအနေနဲ့ပတ်သက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဦးစီးမှုဒေါ်ဟန်ဆွေကအခုလိုပြောပါရယ်အခုလိုလိုနဲ့ကျမတို့ကဘင်္ဂပင်တွေဟိုမြောက်ပိုင်းမှာလေဗီယာနဲ့ရေဝန်ဖြစ်နေပါတယ် နော်အဲ့ဒီမီဒီယာရဲ့ဝန်ကနောက်24နာရီတွင်ကိုပုံမအကောင်းလာနိုင်တယ်လို့ကျမတို့ဌာနခန့်မှန်းထားပါတယ်ရှင်အဲ့ဒီမီဒီယာရဲ့ဝန်ရဲ့အချိန်ကြောင်းမလို့ကျမတို့မြို့ဝကျောင်းမော်မုတ်သမားကိုရခိုင်ကန်ရောတခြားနယ်အကန့်လုံးပင်နယ်ပြင်လုံးမှာတော့ရခိုင်ရံကမိုးသက်လေပြင်းကြီးကြောက်ရောက်ပြီးတော့တိုင်းပြီးပါမယ် အဲ့လိုမိုးတလေခြင်းကြခြင်းအေးခြင်းနေခြင်းတွေကတော့တနာရီကို35မိုင်မှမိုင်40ထိတိုက်ခတ်နိုင်ပါလေရှင်။ရခိုင်မြို့ဝကျွန်းမိုးသမားကြီးအနီးတဝိုင်းနဲ့ဒီကမ်းလွန်ပင်လေဒီမှာဖြစ်နိုင်တဲ့ပင်လေခြင်းအခြေအနေပေါ့နော်။အဲပုံမိကူပါပဲအဲ့ဒီဒီရန်လေးရောင်းရဲ့အခြေအကြောင်းမို့လို့တခိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကယားဝေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊စံပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာတော့ အဲ့ဒီလီဗီယာနဲ့ရောင်းဝယ်ရအချိန်ကြောင့်ပေါ့နော်။ဒီဟာစိတ်စိတ်မှဒီဟာနဲ့ဒီဟာမိုးဖြစ်ဆုံးသွားပြီးတော့အဲဒေတာအလိုက်နဲ့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါလေ။ဟောအခုအဲ့ဒါကတော့အခုသူကမြောက်ပိုင်းပေါ့နော်။မြောက်ပိုင်းဆိုတော့ဟောကျွန်တော်တို့ကတော့စိတ်ပြီးတော့လာဖို့တော့အချိန်မရှိပါဘူး။ဒါပေမဲ့ သူကဟိုပေါ့နော်ကိုကဘင်္ဂလားဒေ့ရှ်နဲ့မြောက်ပိုင်းဆိုတော့ကျွန်တော်တို့ဟိုပေါ့ဘင်္ဂလားဒေ့ရှ်နဲ့ဆိုပို့ပြီးတော့အဲဤတယ်ကျွန်တော်တို့ဆိုရင်တော့ရခိုင်မြောက်ပေါ့နော်ရခိုင်မြောက်ပိုင်းလို့ဆိုဘင်္ဂလားဒေ့ရှ်ဆိုအဲ့ဒီဘက်မှာအခုလောလောဆယ်အိမ်ကနေမှရှိတယ်ပြီးတော့ကျွန်တော်တို့ရခိုင်တို့ချင်းတို့ကတော့ မိုးကတော့ရမယ်ပေါ့။နောက်တစ်ခုကအဲ့ရခိုင်တန်းတန်းတစ်ချောင်းနဲ့ဆိုရယ်မြဝကျွန်းပေါ်ရခိုင်တန်းတန်းတစ်ချောင်းကတော့ဟောဆိုင်းကတော့ဒီမှာ35 40အလောက်ကြီးကိုရှိတယ်။ဒါဒီနေ့အခုလက်ရှိအချိန်ကိုရအောင်နော်။လေထရားနဲ့ရှင်ဝန်းအရှိန်ကြောင့်မြဝကျုံပေါ်မௌတမာခွေရခိုင်ကဲရိုးရန်တို့မှာရံဖန်ရံခါမိုးသက်လေးပြင်းကြရောက်ပြီးလှိုင်းကျင်းနိုင်ပါတယ်မိုးသက်လေးပြင်းကြရောက်စဉ်ရေပြင်းမြေပြင်းလေးဟာတနအီကို35မိုင်နဲ့မိုင်40နှုန်းကြားတိုက်ခတ်နိုင်တာဖြစ်ပါတယ် လေဖီအားနဲ့ရဲဝင်ကိုမှုန်တိုင်းချင်းတွေကိုပြောင်းလဲသွားခြင်းရှိမရှိမိုးလေဝသနဲ့ဇလားဗီတာညွှန်ကြားမှုဦးစီးဌာနကဆက်လက်ဆောင်ကြည့်နေတာဖြစ်ပါတယ်။ဒေသခံတိုင်းရင်းသားတွေကိုဖမ်းဆီးတရားစွဲတဲ့မတရားသိမ်းတဲ့ဆက်သွယ်တဲ့ပုံမှန်စက်ခွန်တစ်ကိုပယ်ဖျက်ပေးဖို့အတွက်အော်တိုဘားလ9ရက်နေ့ကရန်ကုန်မြို့တက္ကသိုလ်အားကစားကွင်းအတွင်းရှိပြည်သူ့ခေတ္တမှာဆန္ဒဖော်ထုတ်ခဲ့ပါတယ်။88ကရင်မျိုးဆက်ចောင်းသားအစည်းအရုံးမှာဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီးတိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်တယ်လို့ဆိုတာ ဒေသခံတိုင်းရင်းသားတွေကိုမတရားသင်ဆက်သွယ်မှုပုံမှန်ဆက်ကွန်တင်တဲ့တရားစွဲဖမ်းဆီးထားမှုတွေရှိနေတဲ့အတွက်အခုလိုဆန္ဒထုတ်ပေါ်ရတာဖြစ်တယ်လို့88ကရင်မျိုးဆက်ចောင်းသားအစည်းအရုံးမှာဒေါ်နန်းမှုခင်ကအခုလိုပြောပါတယ်အနည်းတရာလောက်ရှိနေပြီဆိုတဲ့အချိန်ညာအရန်လဲဆွေးမြင့်နေပြီအရန်လဲဟောင်းရမ်းနေပြီဒါဘယ်လိုမျိုးပြောမလဲဆိုတဲ့အချိန်ညာတော့ကျမတို့ကဗာလဲဆိုတော့ဒီပြည်နယ်မှာနေရတဲ့ဆိုတဲ့အချိန်ညာတော့ဟိုဒီ တိုင်းရင်သားအဲလက်နက်ကိုက်အဖွဲ့တွေလည်းဒီလိုမျိုးသွားလာနေတာရှိတယ်လေရှိတယ်ဆိုတော့ကျမတို့ကအလွန်တင်းတယ်လို့မျိုးပဲခေါ်ပြောဆက်ဆံရပါတယ်အာရေတစ်ခွက်လောက်တောင်းတောင်းရင်ကျမတို့ကရေတစ်ခွက်တိုက်ရပါတယ်ခမင်းတနတ်လောက်စားမယ်ခမင်းတနတ်ကျွေးရပါတယ်ဈေးဝယ်မဲ့ဈေးရောင်းရပါတယ်ဒါကိုဒီအစိုးရကဒါပုံမှန်ဆက်ခွန်တင်မတရားအသိနဲ့ဆက်တွေ့တယ်ဆိုပြီးတော့မှဒါဖမ်းဆီးထောင်ချနေတယ်ဖမ်းဆီးထောင်ချနေတယ်ဆိုတော့ဒါအဓိကကတော့ပြောမယ်ဆိုလို့ရှိလို့ရှိရင်ပေါ့နော်ဒီအပေါ်မှာပေါ့ဒီဖမ်းဆီးတဲ့အပေါ်မှာ ဟိုတေသွားတာတွေလည်းရှိပါတယ်အဓိကတာရကားတစ်ခုပြောရမယ်ဆိုလို့ရှိရင်ကိုပါကြီးလိုမျိုးအဖြစ်မျိုးဒါပေမဲ့ကိုပါကြီးဆိုတာတော့ဒီမီဒီယာလောကဒါဖြစ်တယ်ဆိုတဲ့အချိန်ကျတော့ဒါကဘာကလည်းတည်သွားပါတယ်ဒါပေမဲ့ကျမတို့တိုင်းရင်းသားတွေအနေနဲ့ကတော့ဒီလိုမျိုးဟိုတည်င်းလဲအဲဘယ်လိုပြောမလဲဆိုတော့အဆက်အသွယ်မရှိပါမရှိဘဲနဲ့နော်အများကြီးအသက်တည်ဆုံးသွားတဲ့လူတွေလည်းရှိပါတယ်အခုဒါဟုတ်တဲ့နေ့ဒီ9ရက်နေ့တုန်းကဆိုရင်ဒါဥသိုးကြရဲ့အလောင်းကိုခေါ်ပါတယ်เนาะကျမတို့ရှိမှာ အခုလက်ရှိကရင်ပြည်နယ်ဒီဖန်တောင်ကလေးအချင်းထောင်ထဲမှာလည်းဒီ88ကရင်မျိုးဆက်ចောင်းသားအစည်းအရုံးဥခရာဦးစောမောင်ကြီးအပါဝင် ပေါ့နော်လူ၉ယောက်ကအမည်အမည်မသိလူ၈ယောက်ကနော်ဒီပုံမှန်71ဆိုတာနဲ့လဲဆွဲခံရပါတယ်ဒါကတော့ရှမ်းမှာလည်းရှိနေတယ်အဒီရခိုင်မှာလည်းရှိနေတယ်ပေါ့နော်ဒီလိုမျိုးမတရားအတင်းအဲဆိုတာပေါ့နော်ဒါပေမဲ့ယနေ့အစိုးရကပြောတယ်မတရားအတင်းအဲနဲ့ဆွဲထားတာ တယောက်မှမရှိဘူးလို့ပြောပါတယ်ဒါပေမဲ့ကျမတို့ရဲ့ဒီတိုင်းရင်းသားဒေသမှာဖြစ်နေတာတော့ဒါအပြစ်မှန်လေအဲ့ဒီတော့ကျမပြောချင်တယ်ဘာဖြစ်လို့လဲဒီအစိုးရကလိန်နေတာလားမသိတာလားအောက်ကတည်င်းအမှန်မပေးတာလားဒါတော့ကျမမသိဘူးဒါပေမဲ့ကျမတို့တိုင်းရင်းသားတွေရဲ့ဒေသမှာတော့အမှန်တကယ်ဒီမတရားအတင်းအဲ့နဲ့ဖန်ထားတာ ရှိပါတယ်အဲ့ဒီတော့ဗာလဲဆိုတဲ့ချင်ညာကျမကဒီနေ့အဓိကပေါ့နော်အဓိကပြောချင်တာကတော့ဗာလဲဆိုတဲ့ချင်ညာကျမတို့ဒီတိုင်းရင်းသားတွေ ရဲ့ဒီအခွင့်အရေးတွေပေါ့နော်အများကြီးချိုးဖောက်ခံရရတဲ့ပေါ့နော်ဒီပုံမှသက်ခွန်တစ်ကိုပေါ့နော်ဖြုတ်ပေးဖို့ပေါ့နော်ဒါကျမတောင်းဆိုချင်ပါတယ်ဒီငင်းချမ်းရေးကာလမှာပေါ့နော်ဒီပုံမှလည်းမရှိတင်တော့ပါဘူး ဒီဆန္ဒပြပွဲကို88ကရင်မျိုးဆက်ចောင်းသားအစည်းအဝေးအနေနဲ့မြန်မာငင်းငင်းဆန္ဒ MPC ရှေ့မှာဆန္ဒဖော်ထုတ်ဖို့အတွက်တက်ဆိုင်ရာကိုခွင့်ပြုမိတင်ခဲ့ပေမဲ့တက်ဆိုင်ရာကတိုက်ကစံအားကစားခွင့်အတွင်ရှိပြည်သူဟစ်တပ်မှာပဲခွင့်ပြုပေးခဲ့တဲ့အပေါ်ဒေါ်နန်းမူခင်ကအခုလိုပြောပါဗျ။အဲကျမကတော့အမှန်တကယ်တင်ထားတာတော့ MPC ရှေ့မှာပဲတင်ထားတယ်။ကျမတို့မျိုးနွယ်စုတွေလည်းပြောခဲ့တယ်။ငါကတော့ငင်းချမ်းရေးစင်တာရှေ့မှာငါတို့ရဲ့ဒီ တိုင်းရင်းသားတွေကိုချိန်ချောင်းနေတဲ့ဒီပုံမဆက်ခွန်တစ်ကိုဖြုတ်ပေးဖို့တဲ့တတောင်းဆိုမယ်ကျွန်မပြောခဲ့တဲ့အတိုင်းဂတိပေးခဲ့တဲ့အတိုင်းပဲကျွန်မဒီမနေ့ကိုနိုင်ရီမှာကျွန်မအဲ့ဒီငင်းချမ်းရေးစင်တာရှိမှာကျွန်မသွားပြီးတော့မှဒီ performance လေးကျွန်မတော့ပြပါတယ်အဲ့ဒီလိုစန္ဒထုတ်ဝေရရင်ပြည်သူအကျိုးစီးပွားကိုမကာကွယ်မဆောက်ရှောက်သောဥပဒေပုံမှန်မှန်သမျှစန့်ကျင်ကြပြည်သူအကျိုးစီးပွားကိုမဖော်ဆောင်နိုင်သောအစိုးရသည်ပြည်သူအစိုးရမဟုတ်ចောင်းသားလေသမားအလုသမားနိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်းလို့စတဲ့ B9 ဆာရတွေကိုကင်ဆောင်ပြီးစန္ဒဖော်ထုတ်ခဲ့ကြပါတယ် အဲ့ဒီမတရားသိမ်းတဲ့ဆက်သွယ်မှုပုံမှန်71ကိုပယ်ဖြတ်ပေးဖို့အတွက်၎င်းတို့အနေနဲ့မြန်မာငြိမ်းချမ်းရေးစင်တာပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုစာပေးပို့ထားတယ်လို့ဒေါ်နန်းမှုခင်ကဆက်လက်ပြောပါတယ်။ဟာဘယ်လူလာပန်းချန်နေမှာဒပိတ်စခန်းဖွင့်ဆန္ဒပြတောင်းဆိုမှုကြောင့်ပုံမှန်ဆက်ရှင်နဲ့တရားစွဲဆိုခံထားတဲ့မိကြောင်းကပြည်သူစလဲကိုအမိန်ချမှတ်ဖို့အော်တိုဘာလ9ရက်နေ့ကကျော်တရမြင့်တဲ့တရားရုံးမှာယုံထုတ်ခဲ့ပေမဲ့လည်းတရားစွဲဆိုခံထားတဲ့သူတို့ယုံကြည်ကုန်မှန်းတာကြောင့်မိန်မချဖြစ်ပဲယုံကြည်ပြန်လဲချိန်ဆခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး 11WTB ကသတင်းထောက်နေမင်းအောင်ကသွားရောက်သတင်းရယူထားပါတယ်ဒီအော်တိုဘလောက်9ရက်နေ့မှာတော့မဟာဗန္ဒူလာပန်းညာပေမှာရပ်ပေါင်း340ကျားသပိတ်စကန်ပွင့်ကမိမိတို့ရဲ့တင်းစီမြေများပြန်လည်ရရှိဖို့ဆန္ဒထုတ်ဖော်ခဲ့တာကြောင့်ပုံမှန်ဆက်ရှင်နဲ့တရားစွဲဆိုခံခဲ့ရတယ်။မိချောင်းကံပြည်သူ14ဦးကိုကျောက်သားမြို့နယ်တရားရုံးမှာအမိန့်ချမှတ်မှာပဲဖြစ်ပါတယ်။အခုယုံကြည်မှာတရားစွဲဆိုခံထားရတဲ့14ဦးအနက်ဦးမောင်မောင်စုသူဟာမလာရောက်တဲ့အတွက်တရားရုံးကသူ့ကိုဖမ်းဝရမ်းထုတ်ခဲ့ပြီးတရားစွဲဆိုခံထားရတဲ့တခြားမိချောင်းကံပြည်သူ73ဦးကလည်း သူတို့ကိုယ်တိုင်ခံဝန်ထုတ်ကအာမခံရုပ်သိမ်းခဲ့ပါတယ်အာမခံရုပ်သိမ်းပြီးတဲ့နောက်၎င်းတို့ကိုအင်းစိန်ထောင်ကိုပို့ဆောင်ခဲ့ပါတယ်အဲဒီမူနဲ့ပတ်သက်ပြီးလာမယ့်အော်တိုဘာလ14ရက်နေ့ကိုရုံးချင်းပြန်ချင်းခဲ့ပါတယ်ဟိုဒီ14ဦးထဲမှာဦးဝင်းရွှေဖော်မောင်မောင်ပေါ့နော်အဲဒီသူဟာအခုဆိုတရားခံပြေးဖြစ်နေဒီကလည်းဖန်ဝရံထုတ်တော်မှာ၃ချင်းတီတီပြက်ကွက်နေပြီအဲ့တော့တရားခံပြေးပြေးဒီဘက်ကဝရံထုတ်ပြီးတော့မှသာအမိန်ကချလို့ရမယ်လေတရားခံမစုံတဲ့အတွက်အမိန်ချလို့မရတာပါ ဒီနေ့ကသူတို့ကကိုပိုင်ခံဝင်ကိုပြန်ရုပ်သိမ်းကြတာ။ဘာဖြစ်လို့လဲဆိုတော့ဒီ73ယောက်ဟာတဲ့အတရားရေးကိုနှောက်ယှက်ပေးမှာစိုးတယ်ပေါ့နော်သူတို့ပြောတာကတော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်တဲ့ကျမတို့တွေကတဦးကဒီလိုထပ်ဖောက်မယ်ဆိုလို့ရှိရင်အမိန်ချမရအမိန်ချမရနဲ့ဖြစ်လို့တရားစီရင်ကိုနှောက်ယှက်ပေးမှာစိုးလို့သူတို့ဖာတာသူတို့ကျင့်နဲ့စွာနဲ့ပဲကိုပိုင်ခံဝင်ပြန်ရုပ်သွားကြတာပါတရားသူကြီးကလည်းသူတို့ကခံဝင်ကိုကိုပိုင်ရုပ်တယ်စတင်နဲ့73ဦးလုံးကလက်မှတ်ထိုးပြီးစတင်တဲ့အတွက်တရားသူကြီးကလည်းခွင့်ပြုလိုက်ပါတယ် အဲ့တော့ယမန်ယူမယ်ပေါ့နော်ဒါမိတ်မချသေးပါဘူးယမန်ယူမှာပါနောက်တစ်ပတ်ကိုလည်းသူတို့ယမန်နဲ့ပဲထွက်လာမယ်နောက်တစ်ပတ်မှာဒီခံဝရန်းကတကယ်အတီးပြန်ဖြစ်သွားပြီဆိုလို့ရှိလို့ရှိရင်နော်သူတို့အမိတ်ချပေးမှာပါတိန်စီခံထားရတဲ့မြေပြန်လည်ရရှိဖို့အတွက်မိကြောင်းကံပြည်သူတွေဟာမဟာဗန္နူလာပန်းညံပေးမှာပြီးခဲ့တဲ့2014ခုနှစ်မတ်လအတွင်းကနေ2015ခုနှစ်ဖေဖော်ဝါရီလအထိရပ်ပေါင်း340ကျားသပိတ်စကန်ပွဲတောင်းဆိုခဲ့ပေမဲ့ပြည်လည်မှုမရရှိခဲ့ပါဘူး အဲဒီနောက်2015ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာစီပင်ရဲများအရက်ဝတ်များမှဒပိတ်စကန်ကိုဖြုတ်ခွင်းခဲ့ပါတယ်။အဲဒီလိုဒပိတ်စကန်ဖြုတ်ခွင်းခံရပြီးတဲ့နောက်မှာတော့ဒပိတ်စကန်ဖွင့်ဆန္ဒပြခဲ့တဲ့မိချောင်းခံပြည်သူစလဲကိုကျောက်တရားမြို့နယ်တရားရုံးကပုံမှန်78လာတာမြို့နယ်လာတာစီပင်တရားရုံးကစီပင်ဥပဒေပုံမှန်68တို့နဲ့တရားစွဲဆိုခဲ့ပါတယ်။ဒီစဉ်တူကြတဲ့သတင်းတွေကိုအချိန်ညက်တပြေးညီတင်ဆက်ပေးနေတဲ့ Level 1 TV ရဲ့သတင်းစီစဉ် ပုံမှန်19ပုံမှန်17တို့နဲ့တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီးအခုလိုထောင်ဒဏ်တွေချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။တရားတွင်ထူးခြားသတင်းတွေကိုစူးစီးတင်ပြတဲ့ Level Up TV ရဲ့နေ့စဉ်သတင်းစီစဉ်။ဒီနေ့လာနေမှာတော့ Facebook လူမှုကွန်ရက်တွေမှာလူကြိုက်များနေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Facebook Tiger ဒုက္ခစီစဉ်။တပတ်တွင်းကျင်းပခဲ့တဲ့ခန္ဓာစီစဉ်တွေလှုပ်ရှားမှုအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Inside Myanmar ရုပ်သံစီစဉ်ကိုတော့အင်ကာနေမှာတင်ဆက်ပေးနေပါရယ် ုဒ္ဓဟူးနေ့မှာတော့ထင်ရှားတဲ့ပုံကိုယ်တွေအမှုပညာရှင်တွေနေပယ်တခုမှကျွမ်းကျင်တဲ့သူတွေရဲ့အကြောင်းကိုမင်းမြန်းတင်ဆက်ပေးနေတဲ့မိသက်ပါဆန်ရုပ်သံစီစဉ်နောက်ဆုံးပေါ်ဤပညာတွေကိုတင်ဆက်ပေးနေတဲ့ Beyond Technology နဲ့ Public Voice ရုပ်သံစီစဉ်ကိုတော့ကြာလာပရင်းနေမှာကြည့်ရှုရမှာပါတော့ကြာနေမှာတော့ဂျပန်တွင်းဖြစ်ပွားခဲ့တဲ့မူကင်းဖြစ်ရပ်တွေကိုတုံ့တက်တင်ပြပေးနေတဲ့ Crime Report ရုပ်သံစီစဉ် ။စနေနေ့အတွက်တပတ်တွင်းဘောလုံးပွဲပွဲစဉ်တွေကြောင်းကျယ်ပြန့်စွာသုံးသပ်တင်ပြထားတဲ့ဖုတ်ဘောတော်ကျိုးရုပ်သံအစီအစဉ်နဲ့နောက်ပတ်ကြေးစနေနေ့မှာတင်ဆက်မယ့်ရုပ်သံသတင်းမှတ်တမ်းအစီအစဉ်ပြည်ထဲမှာလက်လောဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုသက်ဆိုင်ရာကြွမ်းကျင်သူတွေနဲ့နိုင်နိုင်ချွတ်ချွတ်မေးမြန်းထားတဲ့ exclusive interview ရုပ်သံအစီအစဉ်နဲ့ လာမယ့်ရွေးကောက်ပွဲမှာမဲပေးကြမဲ့သူတွေအတွက်မဲပညာပေးအစီအစဉ်ဖြစ်တဲ့ Election Top ရုပ်သံအစီအစဉ်တွေကိုတင်းနှင်းနှင်းနှင်းမှာကြီးရှုနိုင်ပါတယ်အကြောင်းအရစုံလင်လာတဲ့ရုပ်သံအစည်းအဝေးပြင်ထူးခြားဆန်းသပြီးရသမျိုးစုံတင်ဆက်ပေးမယ့်ရုပ်သံအစည်းအဝေးကောင်းများစွာကို 11web TV ကဆက်လက်တင်ဆက်သွားဖို့ရှိပါတယ်